စီရီယာဘက်ကိုဝင်းရံအားဖြစ်ပေးကြပါတော့ကျွန်တော်တို့ရဲ့ညီကောင်မောင်တို့များအားလုံးမင်္ဂလာပါခင်ဗျာစာရေးသူဆရာကြီးငင်းကြော်ရေးသားတော့တယောက်သေးလို့အမိရတဲ့ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးကြပါတယ်ခင်ဗျာတယောက်သေးအခန့်တဟင်းအပိုတွေမယုံပါရင်ကခေါင်းကိုငဲ့၍ပြုံးထိထိနေမောင်တကယ်ပြောတာပါရင်ရင်ကိုမောင်ဘလောက်ချစ်တယ်ဆိုတာ မောင်အတိဆုံးပဲ ရင်မယုံတော့မောင်စိတ်မကောင်းဖြစ်ရတယ်။အိုးမောင်ကလည်းမောင်ကိုရင်ကြည်စားနေတာပါ။မောင်အချစ်ကိုရင်မယုံပဲနေပါမလားမောင်ရဲ့။မျက်နာကြီးအိုမထားစမ်းပါနဲ့။အကြည့်ရဆိုးလိုက်တာ။မှန်။ကျွန်တော်မေးစေးကိုဆွဲယူပြီးပြုံးသည်။ရင်နဘဝနုနုလေးကနွေးလာသည်။ရင်လက်မောင်းကိုဆွဲယူလိုက်သည်။ကျွန်တော်ရင်နေခုံးလာ၏။ရင်လည်းဒီအတိုင်းပင်ရှိပေလိမ့်မည်။ရင်မျက်လုံးသည်လဲ့နေ၏။ နှုတ်ခမ်းကအပြုံးသည်ဝေနေ၏ယင်သည်မြတ်လွာရှလိုက်သည် ကျွန်တော်ယင်တွင်ထဲသို့ဆွဲယူလိုက်သည်တယောက်ကိုတယောက်တင်းတင်းကြပ်ကြပ်ဖတ်ထားမိသည်မောင်ခေါင်းကိုမော့ရင်တိုးတိုးဆိုသည် မောင်ကိုတိတ်ရှိတာပဲကွယ်မောင်ယုံပလားဟမ်ခေါင်းညှိပြလိုက်သည်ယင်ပားပြင်ကိုဆွဲယူလိုက်သည်ပားချင်းအပ်ထားလိုက်သည်ယင်ထဲ၌နှလုံးသွေးအခုံမြန်ကျင်လာ၏နန်းရံမကွန်း ခွာရံမရဲ့မောက်ကိုရင်ဘယ်တော့မှမခွဲဘူးဖြစ်ရဘဝကိုရင်ရင်ဆိုင်ရဲတဲ့မောင်ရင်းကိုမောင်ယုံပါတယ်ဒါပေမဲ့အခြေအနေကိုတော့မောင်စိတ်မချဘူးမောင်ဘဝကိုမောင်နားလေလို့ဒီစကားပြောရတာပါညောင်သီးစားနေရတဲ့အချိန်ပေတယ်လို့လေးတန်ကိုလည်းနားဆွင့်ရသေးတဲ့ရင်ရင်ကခေါင်းခါသည်ရင်ပြော့ပြပြီးပါဘကောမောင်ရင်တချိန်ကြရင်ရင်မိပါက သဘောတူလာရပါစေမယ်။သဘောတူလာတဲ့အထိရင်ကျိုးစားမယ်။မောင်ကိုယ်တိုင်လည်းရင်မိပါနဲ့တွေ့ဘူးတယ်။စကားလည်းပြောကြည့်ဘူးတယ်။ဒါနဲ့တောင်ရင်မိပါစိတ်ကိုမရိပ်မိဘူးတာကွယ်။ဖေဖေရောမမေပါဂုံမတ်တဲ့အစားတွေကမဟုတ်ပါဘူးမောင်။ရှင်ကိုဖေဖေနဲ့မမေတို့နှစ်ယောက်စလုံးကတမီးအိမ်တော်ချင်းအဖြစ် ရွေးတဲ့လူဟာ အစစရံမှာထိတ်တန့်ရောက်ဖို့မလိုဘူး။တမီးတို့အိမ်တော်ကြီးအတွက်လိုအပ်တဲ့ပြည့်စုံမှုဖန်တီးနိုင်ရင်တော်ပါပြီတဲ့။ အဲ့ဒီလိုအပ်တဲ့ပြည့်စုံမှုတွေဆိုတာကဘယ်၍ဘယ်များအတိုင်းဒါဆိုတာခတ်တဲ့ရင်ရယ်ပြီးတော့ရင်းအိမ်ကိုမောင်းလိုက်တာ ရင်းချက်သူတယောက်အနေနဲ့မဟုတ်ဘူးရင်းတငယ်ချင်းအနေနဲ့လိုက်ရတာရင်းမိဘကိုဂုံမတ်တယ်လို့မောင်းမဆွဆွဲပါဘူးဒါပေမဲ့မောင်းဆိုးရင်တာမလွန်ဘူးလို့မောင်းတော့ထင်တာပဲဘာဖြစ်လို့လဲဆိုတော့တစ်ချိန်ချိန်မှာနှလုံးမြေကြအဖြစ်မျိုးနဲ့ကြုံရမှာကို မောင်းကြောက်လို့ပဲရင်ဒါဟာလဲရင်နဲ့ခွဲရမှာကို မလို့ခြင်းလုံးလို့တွင်းမိတာပဲရင်းကိုရှစ်လုံးလို့ပူပန်ရတဲ့စိတ်ကိုဘယ်သူတားနိုင်မလဲချင်းရင်းဒီကျွန်တော်တွေးတယ်လို့တွေးမိရှိပြီထင်ဤကျွန်တော်ကြောင်းကြတယ်လို့ကြောင်းကြမိရှိပြီထင်ဤနှလုံးညစ်ထွေးွယ်စကားတို့ကိုတမင်ပြောနေသည်မဟုတ်မှန်းရင်းသဘောပေါက်မိပြီထင်ဤကျွန်တော်ဆိုလိုသောအတိတ်ဘယ်ကို ပြည့်ပြည့်စစ်စစ်မြင်နိုင်ကောင်းပါပြီရင်းမျက်နှာသည်အရှိန်အအားလုံးကို ေါင်းယုံဆင့်စာ၍ယတိပြတ်ဆုံးဖြတ်သည့်အရေးအခြေဖြင့်တည်ငြိမ်သာသည်ညှိုးနှွမ်းခြင်းလည်းမရှိကြည်နူးခြင်းလည်းမပေါ်တော့မျက်လုံးကိုကျွန်တော်တွေ့ရသည်ဒါဖြင့်မောင်ရင့်ကိုကိုပဲခေါ်မောင်ခေါ်ရနောက်ရင်လိုက်မယ်ရင်တကယ်ပြောတာနော်မောင်တွားစုသူ့စကားကြောင့်ထိတ်ထိတ်ပြပြဖြစ်ရလေသည်အိုးမောင်ဒီလိုပြောတာမဟုတ်ဘူးရှင်ရင့်ကိုမောင်ယုံပါရဲ့ မောင်ကိုအထင်မှားစေချင်မှုရင်ရယ်မောင်ပြောတာကတော်ပါတော့မောင်ရယ်ဟဲ့ရင်မကြားချင်ဘူးအခုပဲမောင်နောက်ကိုယင်လိုက်မယ်အစင်းရဲ့ဒုက္ခဆိုတာလည်းယင်ခံနိုင်ပါတယ်ဘာမဆိုယင်ဆိုင်မှုတတ္တိအပြည့်နဲ့ပါမောင်ဟိုးအရင်ကမောင်ပြောပြောနေတဲ့တကယ်ရှိရင်တကယ်စွန်စားဝင်နေဆိုတာ အခုလက်တွေ့ပြမယ်လာမောင်ထတွားမယ် ရင်ဒီထိုင်ရာမှထားလိုက်သည်ကျွန်တော်လက်ကိုဆွဲယူလိုက်သည်မောင်စကားကို ရင်နားမထောင်တော့ဘူးလားမောင်ကိုအရွယ်မတိုက်ပါနဲ့ရှင်မောင်ပြောချင်တာကအချိန်မှပြဿနာဝင်လာရင်ရင်မောင်ဘက်ကရက်တည်ဖို့ပဲဩတချိန်ဆိုတာကဝေးပါသေးတယ်အခုပဲမောင်စိတ်ချရအောင်လိုက်မယ်လို့ပြောနေပါမကောတွားမယ်လေလာလို့ဆိုကျွန်တော်ကိုအတင်းဆွဲ၍ခေါ်သည် ရင်စိတ်ထိခိုက်လောက်အောင်ခံစားနေရမှန်းကျွန်တော်သိသည်။ရင်ကွယ်တိတ်ခတ်တာပဲ။မောင်းကိုတမျိုးသဘောပေါက်နေတယ်။မပေါက်ပါဘူး။မေတ္တာဆိုတာကို လက်တွေနဲ့တိုင်းတာပြမှမောင်ကယုံကျင်တာမဟုတ်ပါ။ဘာလဲ။တကယ်ပေါင်းဖို့ခေါ်ပါဆိုတော့မခေါ်ချင်တော့ဘူးလား။လက်ထဖို့အထိရင်ကိုချစ်တာမဟုတ်ဘူးပေါ့။ရင်ကိုယူဖို့ကြတော့မောင်တွေးကြောင်နေတလား။ခေါ်ခြင်းနဲ့ယင်းတာပြီးခေါ်ခြင်းနဲ့ ဒါပေမဲ့ယင်ဒုက္ခရောက်မှာကိုမောင်မလို့လားဘူးမောင်စီမံကိန်းကိုယင်သိလျက်တာနဲ့ယင်ကခေါင်းကိုသာခါမြဲခါဤအိုးမလို့ပါဘူးငရဲတွင်းမှာပဲနေရနေရယင်နေနိုင်ပါရဲ့ပြောပါယင်ယင်မောင်ကိုနည်းနည်းမှမတနာဘူးထိုစကားကြောင့်ယင်ဒီငိုင်ကြသွားသည်မောင်ကိုနားလဲပါယင်ရဲ့ယင်ဒီကျွန်တော်ကိုကြည့်သည်ရှစ်လုံးလို့မခွဲကျင်လုံးလို့ ရင်ထဲကထွက်လာတဲ့စကားတွေပါနှလုံးသားထဲကမြို့သိပ်ထားလို့မရတဲ့အထိဖြစ်နေရတဲ့ရင်ကိုရှစ်တဲ့စိတ်ပါရင်ကိုကျွန်တော်စစ်စစ်ကြည့်သည်ပခုံးနှစ်ဖက်ကိုဆွဲယူလိုက်သည် ကျွန်တော်ရင်ခွင်ထဲသို့အလိုက်အင့်ဝင်လာသည် မောင်ကရင်ကိုမယုံဘူးဟုဆိုသည်ယုံပါတဲ့ရင်ယုံလို့မယုံနိုင်တဲ့အရာတွေမဖြစ်လာရအောင်ပြောနေတာတွေပါဟုပြန်ပြောလိုက်သည် ထိုစကားကိုနှစ်သက်ဟန်ထင်၏ကြည်အေးသောသဘောနှင့်ပြုံးလေသည်ထို့နောက်နှစ်လိုကြည်ပြူစွာဖြင့်ကြာရှည်သောအနမ်းများမြည်၍မြည်များကြာရှည်သွားပြီကိုတတိမပြုမီပန်ဝန်းကျင်တွင်စောင်းမြူများတန်းလာသည်ပြန်ချသောမှာလူချင်းခွာလိုက်သည်မိဆွေလည်းစောင့်နေရတာပြင်းလာရောပေါ့မောင်စိတ်ကတော့ခဏလေးမှတကယ့်ခဏလေးပါပဲလက်ချင်းတွဲ၍ကန်ဆတ်မှကုန်းမြင့်စီတို့လှန်တက်ကြသည် အင်းလျာလမ်းပေါ်သို့ရောက်လာသည့်အထိလက်တွဲမဖြုတ်ကြ။ဘွယ်နင်းသဘင်အဆောက်အုံနောက်ဖက်စင်ဝင်ဘက်သို့ဆက်လျှောက်သည်။စင်ဝင်အောက်တွင် အနောက်လေနက်သားအမည်ရှိသောကားကစောင့်နေသည်။ကားဤသို့ရောက်သောအခါဒရိုင်ဘာအဖိုးကြီးသည် အိမ်ငိုက်လျက်ရှိသည်။နောက်ဘက်ထိုင်ကုန်ပေါ်တွင်ဝတ္ထုစာအုပ်တအုပ်ကို ပြင်းပြင်းရိပ်ရိပ်ဖတ်နေသောမိဆွေကိုမြင်ရသည်။မိဆွေသည်ရင်းအရှိဆုံးတငယ်ချင်းဖြစ်သည်။ကျွန်တော်နှင့်လည်းတံတန်းနေသားတငယ်ချင်းဖြစ်သည်။ ဆောင်လိုက်ရတာနေတင်ရှင်တဲ့ကဘာတသိန်းဘာတွေလုပ်နေကြကြလဲမသိဘူးအခန်းနှင်းအိမ်တို့ပြန်ရောက်တော့အခါအတန်းမြမိုးရှုပ်နေပြီ အဖေဒီကျက်တော်ချင်ရမှကျွန်တော်ကိုလှမ်းပြောသည်တာပြန်လာတာနောက်ကြလာကြည်လားဟုတ်ကဲ့အဖေကိစ္စလေးတစ်ခုရှိတော့မိုးချုပ်သွားတာပါအေးအေးအေးဒါဖြင့်လဲမင်းညီနဲ့ညီမတို့တခါတည်းထမင်းဝင်စားအဖေတော့စားပြီးပြီအမေကောအဖေ ပွဲစည်းထွက်တယ်လေတော်ကြားမှာကောင်းပါလေထမင်းသွားဖို့ပေးလိုက်မယ်ဆယ်အင်းကြီးချုပ်ရင်းနဲ့အဖေအနီးတွင် ထိုင်လိုက်သည်ထိုအခါခလေးတယောက်ကရေနံစီလာဝဲသဖြင့်ကျွန်တော်ကရောင်းပေးရင်ဝင်းညို့တို့ကလာသေးတာဖေရေနံစီဝဲသူခလေးတံမှာပတ်စံတမတ်လှမ်းယူရင်းနဲ့အဖေကဖြေသည် လာရဲကွာဟိုအိမ်မှာရှိတယ်ထင်ရဲ့ဟိုအိမ်ဆိုဒီမှာကျွန်တော်တို့အိမ်နဲ့ရှင်ရင်ဘက်တအိမ်ကျော်ကိုဆိုလိုသည် ကျွန်တော်တငယ်ချင်းဝင်းဆွေနဲ့မြင့်ကြီးတို့နှစ်ယောက်ဟားနေကြတော့အိမ်ဖြစ်သည် ဝင်းဆွေကမိဘဆွေရင်အရင်ချာမရှိတယောက်ထဲတမမြင့်ကြီးကလည်းသူ့နီးတူဖြစ်သည်ဝင်းဆွေကညဘက်တွင်တည်င်းစာတိုင်းနဲ့အလုံးလုံး၍နေဘက်တွင်ကြောင်တက်သည်ကျွန်တော်နှင့်တဒန်းနေသားဖြစ်သည် မြင့်ကြီးကမူရုံးစရေးလုံနေသည် ထိုအိမ်ဒီကျွန်တော်တို့တငယ်ချင်းတွေစုံရတတ်မှတ်ကဖြစ်သည်ကျွန်တော်ဒီထိုအိမ်တို့သွား၍နေ၏ ဒါခမင်းစားသွားလေဟုတ်ကဲ့ခုစောကမိဖို့ကြောင့်တို့ထွက်လာသည်ညီနဲ့ညီမတို့ကခုခတ်ပေးသည်ခမင်းစားနေခိုက်တွင်ထေးမြိုင်အပါလွင်နှင့် ကြည်ချွေတို့ရောက်လာကြသည်စားကြပါအောင်ကွာစားပြီးပါပြီကွာဟုဖြေကြသည်ဒီနေ့တွေ့လိုက်ပါတယ်ကွာဝမ်းတာပါတယ်ဟူသောထေးမြိုင်စကားပြောမည်အပြုတွင် ငါကတော့အထီးကျန်ပဲဒါပေမဲ့မင်းကိုကြည့်ပြီးကြည်နူးမိပါတယ်ဟူသောကြည်ခွင့်စကားတဆက်တည်းသုံးလေးလကြာရင်ငါတို့ဒီเจ้าကနေခွာရတော့မယ်ဘွဲရပြီးတဲ့နောက်ရှစ်တဲ့သူနဲ့နေရဖို့အရေးလဲနင်းစူးစမ်းရအောင်ပါကလားတငယ်ချင်းညာဟမ်ဟုတ်အပါလွင့်စကားတစုံတရာပြန်ပြောမိကျွန်တော်ကိုထေးမြန်ကလက်ကပြရင်ခမင်းပြီးအောင်စားဟိုအိမ်ကြမှာအေးအေးဆေးဆေးပြောကြတာပေါ့လွင်ညွန့်နဲ့ရောက်နေတယ်ဟုဆို၍ ကမန်းကတန်းနှင့်ဝါအောင်စားလိုက်ရသည်ပြီးမှထိုအိမ်သို့သွားကြသည်သိပ်ပြေးလည်နေကြတယ်ဗောကြားပါတယ်ตาတို့ပါပဲကွာမင်းကြီးကနောက်လိုက်သည်တလက်ကလထိုင်ပေါ်တွင်ထိုင်းနေတော့လွင်ညွန့်ကမင်းနဲ့ရင်နဲ့စားကြည့်တဲ့ချိန်ကဖြတ်သွားတာမဟုတ်လားအဲ့ဒီချိန်မှာငါကစားကြည့်တဲ့ဘောကနေကြည်နေတာဟုပြုံးဆဆနေဆိုသည်သူတို့ကဝမ်း၍နောက်ကျပြောင်ကြသည်ဝမ်းတာတော့အထိမ်းမှန်းဟုဆိုကလက်ကုပ်လက်ဝါးတိလိုက်ကြသည် သူတို့နေတူ ကျွန်တော်ကပြန်၍နောက်သည်စသည်သူတို့နေမကဝမ်းတာရသည်တို့တော့ရင်ကိုရှင်းမိတာမှားများမှားနေသလားလို့တခါတခါတွေးမိတယ်။ဟာမင်းတော်တော်ညံသေးတယ်ကောင်းမယ်ဟုအပါလွင်ကဆို၏။အေးလေကိုရတိလာသေးတယ်။ပထမကလေးကကောင်မလေးကသူ့ကိုတိတ်အခွင့်ရေးသေးလို့ရှစ်တယ်လို့ဖွင့်ပြောခိုင်းတာတော့ဒီမတိက မပြောချင်ဘူးလေပါလေးနဲ့ အခုလည်းရှင်းမိတာမှားများမှားနေသလားတဲ့ဒီမဲ့တငယ်ချင်းလောကမှာလူဒန်းသာကွဲပြားတယ်ဆိုတော့ငါစကားကိုလက်ခံကြတယ်မဟုတ်ဘူးလားအလွာချင်းမတူဘူးတငယ်ချင်း သူကဆမ်းမြေရိပ်မြုံကပေါက်ဖွားလာတာငါကလူစင်းရဲ့တာသမီးကသူ့အဖေကဆိုရင်ဌာနတစ်ခုမှာအကြီးဆုံးအရာရှိသူ့အမေကလည်းအရာရှိကြီး တိုင်နဲ့ကားနဲ့ငါမှာတော့မင်းတို့အတိပဲငါအဖေကဒူလာဆွဲလို့အိမ်ဆိုင်ထမ်းရောက်နေရတယ် အမေကအကြောတဲ့ဘဝချင်းရောပတ်ဝန်းကျင်ချင်းရောဘလို့မှမတူဘူးဒါတို့ရအကြီးမားဆုံးပြဿနာပဲရင်ကရောဒီအတားစီးတွေကိုကြော်လွှားနိုင်ပါမနဲ့လားရင်ဟာမိမတွေတဲကမိမတယောက်ပဲထိုးကြတဲ့တက်တည်ရှိနိုင်တယ်ပဲထောင်းသူ့ပတ်ဝန်းကျင်ကိုဘယ်အတိုင်းတားဒီလွန်ဆန်းရဲပါမလဲဒါပါပဲဒါကတော့ရင်မြတ်တာကိုမင်းအထင်သေးတာပဲကြည်ရှင်ကဒေါနဲ့မောနဲ့ဆိုကြီးမဟုတ်ပါဘူး ကျွန်တော်ညင်းတော်လဲကြည်ချွင်ကလက်မခံမေတ္တာတရားဟာအင်အားကွမေတ္တာတရားဟာတတ်တည်းကွကောင်မလေးကမင်းကိုဘလောက်ချစ်တယ်ဆိုတာငါတို့ကသိတယ်ဒို့သိတယ်လားမင်းမသိဘူးမေတ္တာတရားဟာဘလောက်ခတ်တဲ့အခက်ခဲကိုမဆိုကြော်လွားနိုင်နေဆိုတဲ့ကဗျာဆရာချယ်လီရဲ့ကဗျာကို မင်းမဖတ်ဘူးလေရောတလားကွာဒီမဲ့အချိန်ကြာလို့မင်းတို့ပြဿနာဝင်လာပြီဆိုရင်ငါတို့ကအစွမ်းကုန်ကူညီမယ်ထောင်ကြကြတန်းကြကြ ဒါတို့ရဲ့ဂတိပဲအပါလွင်ကဆိုလိုက်သည် အခန်းတော့ဘွဲယူပြီးနှစ်ပတ်အကြာတွင်ဖြစ်၏တဝမ်းတစ်ခါအတွက်အလုတ်ရှားရသည့်ပုံစံအတိုင်းရှေ့ဆက်နေကြရ၍ရင်နှင့်မတွေ့ပြီဒီနေ့နနက်ပိုင်းအပြင်သို့အလုတ်စနီးနာထွက်မိအပြုတွင်ရင်းတငယ်ချင်းမိဆွေရောက်လာသည်စားလဆောင်ထုတ်ပေးပြီးချက်ချင်းလိုက်ခက်ရန်မိဆွေကပြောသည်တုတ်သီးတုတ်ပြားအချိန်များကြောင့်ထင်းမြိုင်တို့လူစုကအကဲခတ်နေသည် မောင်ရင်တော့ရင်ကွဲရလိမ့်မယ်မောင်ရဲ့မေမေတို့သဘောတူတဲ့လူနဲ့ပေးစားကြတော့မလို့တဲ့ရင်မကြံတတ်တော့ဘူးမောင်မိုးရှင်နေတာပဲတိတယ်မောင်မိဆွေတို့အိမ်ကနေစောင့်နေပါရင်အစဉ်ပြေတဲ့အချိန်ထွက်လာမယ်ချစ်တဲ့ရင်ထိုးစားကိုဖတ်ပြီးတခဏနိုင်တောကမီးသည်တမြင့်မြင့်လောင်မြိုက်လာသည်ရင်နှလုံးပူစားညှိုးနွမ်းလာသည်ထေးမြိုင်တို့ဘက်သို့စားကိုလှမ်းပေးလိုက်သည် ူတို့အားလုံးမှာဖတ်ပြီးပြီးချင်းမျက်လုံးဝိုင်းကုန်ကြသည်အချိန်မရှိဘူးတွားရအောင်မိဆွေကပြောသည်ဟေးဘာမှစဉ်းစားမနေနဲ့တခါတည်းသာခေါ်လာတို့ဒီကအားလုံးအစင်းသိဖြစ်နေမယ်တွားတွားတွားကြည်ရှင်ကပြောသည်မိဆွေကသူ့ကားကိုဆက်နိုးလိုက်သည်အပါလင်ကကားပေါ်ကျွန်တော်မတက်မီဒီကိုသာခေါ်လာခဲ့ဒီကလုံချုံရနေရတွေတို့ပို့ပေးမယ်မပူနဲ့ဟိုမှားသည် 15မိနစ်အကြာတွင်မိဆွေတို့အိမ်ရောက်လာသည်မိဆွေကရင်းစီတို့တယ်လီဖုန်းဆက်သည်စောက်ပါဟုဆိုသည် တနာရီနေ့ပါအကြာတွင်ယင်ရောက်လာသည် တွေ့လျင်တွေ့ချင်းငိုသည်မိဆွေကချောင်ထွက်သွားသည်ဘလို့လုံမလဲမောင်းရဲ့ကျွန်တော်ယင်တွင်ခေါင်းအပ်၍ရှိုက်တန်နေဆိုသည်ပြီးမှအကျိုးအကြောင်းရှင်းပြသည်အကျဉ်းအပြင်ဆိုရသောအမြင့်သောဘွယ်တစ်ခုကို နိုင်ငံခြားမှယူလာသည် ်ဆွေကြီးမျိုးကြီးဂုံတရကျေးသူတို့အူးနှင့်သူ့မိဘသဘောတူကြောင်းကျွန်တော်နှင့်မိသူအများသဘောမတူကြောင်းထို့ကြောင့်တလားနှစ်လအတွင်းလက်ထက်ရန်သူ့မိခင်ကစီစဉ်နေကြောင်းတို့ပင်ဖြစ်သည်ဒီအရေးတွေကိုမောင်းတွေးမိတို့လွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်လောက်ကတည်းကပြောခဲ့တာမဟုတ်လားငိုမနေနဲ့ရင် မောင်တို့တတ္တိရှိရလိမ့်မယ်ရင်မြေတားတရားတစ္ဆာတရားတွေကိုတတိစိတ်ပေါ်မှာလုံးဝအရှိဆက်ရနိုင်မယ်ဒီမှာရင်ရင်မောင်းကိုရှက်တယ်မဟုတ်လား ရင်တကယ်ဖြစ်နော်ရင်ကကောင်းငိမ့်ပြရင်ရှစ်တယ်မောင်တိတ်ရှစ်တယ်ချက်ရလုံးလို့ရင်နေလဲကွက်ထွက်တော့မတတ်ရင်မှာခန်းစားနေရပါပြီဟုတ်ဆိုင်တန်ရောရွေဖြစ်သည်ရင်မောင်နဲ့ခွဲနိုင်တလားအိုးမောင်ရဲ့ဘလို့များမေးလိုက်တာလဲမခွဲနိုင်လို့အခုလိုလာတွေ့နေရတာပေါ့ကျွန်တော်အန်ကျိတ်မိသည်ရင်ပကုံးကိုတင်းကျပ်စွာ ဆုပ်ကင်လိုက်သည်ရင်ဒီကျွန်တော်မျက်လုံးကိုစိုက်ကြည့်နေသည် ။ဒါလေးရင် သွားမယ်။ဒရိုင်ဘာအဖိုးကြီးကိုလမ်းထိပ်ခဏသွားမယ်။ဒီကစောင့်နေပါလို့ပြောထားပြီးမောင်တို့လွတ်ရပြေးကြရအောင်။ရင်ဒီငိုင်းတိငိုင်းတိုင်နဲ့ကျွန်တော်ကိုကြည့်နေသည်။ရင်ဘာလုပ်နေတာလဲ။ထတော်တော်ကြာမိဆွေအိမ်ကလူကြီးတွေပြန်လာရင်ခတ်ကုန်မယ်။လာ။ရင်လက်ကိုဆွဲလိုက်သည်။မဖြစ်ဘူးထင်တယ်မောင်။ဘာလို့မဖြစ်ရမှာလဲ။ဘာလဲ။မောင်နဲ့နေရင် ိုလူလက်ထဲမှာလိုချမ်းချမ်းတန်တန်မနေရမှာဆိုးလို့လား။အိုးမဟုတ်ပါဘူးမောင်ရင်ရင်းကိုဒီလိုတွေမပြောပါနဲ့။ရင်တိတ်မိလိုက်မယ်။မျက်ရည်ပေါက်တွေကသူ့ပါပြင်တို့လိမ့်စင်းလာသည်။တစ်ချိန်တုန်းကတော့ရင်ကမောင်ကိုတွေးကြောင်နေသို့အခုတကယ်တမ်းတွေးကြောင်တာကဘာလို့လဲရင်ဟင်ရင်ဖြည့်ဆန်းမှာမဟုတ်ဘူးမောင်ပြောတယ်လို့မဟုတ်ဘူးရင်လှုပ်ရှင်တယ်လို့လှုပ်သွားရင် မေမေတိတ်လိုက်မယ်မေမေမှာနှလုံးယောဂရှိတယ်ရှင်းတဲ့တင်းကြားရင်မေမေတိတ်လိုက်မယ်ရှင်းမေမေကိုငဲ့ရအောင်မယ်မောင်ဒီအကြောင်းပြချက်တွေကဝိထုထဲမှာမောင်အများကြီးဖတ်ဖူးပါတယ်ရှင်ရိုးနေပါပြီရှင်ဒီကျွန်တော်လက်ကိုဖြစ်ညက်ကအပြောရက်ဆက်လိုက်တာမောင်ရင် ရှင်မြတ်တရားကိုရှင်ပဲသိပါတယ်ဟုဆိုသည်ကဲရှင် တခုပဲဖြေကွာရင်ဒီမာကြောတော့ကျွန်တော်စကားကြောင့်မျက်နှုံးဝိုင်းသွားသည်ဒီလိုဆိုရင်မိမိစကားကိုနားထောင်လိုက်မယ်ဗောငေးကြည့်နေုံမှအပလုံးဝမဖြေဖြေလေရင်မဖြေကွာကျွန်တော်ရင်ထဲတွင်စူလှရွေနေသည်ရင်ဒီငိုးနေသည်ဖြေလို့ဆိုကွာအော်ဟဲလိုက်တယ်လို့ဖြစ်သွားသည်ရင်ဒီရှုံးမွေးချရွေငိုသည် သူပကုံးကိုလှုပ်ခါကျွန်တော်မေးသည်ကျိန်ပန်းများစွာမေးလိုက်သည်ဆူဆူညံ့ညံ့အတန်တွေကြောင့်မိဆွေသည် အိမ်ခန်းဘက်မှထွက်လာသည်အာအတင်သောအချိန်တွင်ကျွန်တော်တို့နှစ်ယောက်ကိုကြည့်သည်မိဆွေသည်ရင်အပားသို့တိုးကန်လိုက်သည်ရင်ကမိဆွေကိုဖတ်ခါငိုသည်ဖြေးလို့ဆိုတာရင်မဖြေတော့ဘူးလားရက်ဆက်တာကရင်ပါမိဆွေကရင်ရင်ဖြေးလိုက်ပြီကွယ်ဟုတ်ဝင်ရောက်ပြီးထောက်သည် အတန်ကြာမှ နားထောင်လိုက်ရပေမဲ့အောင့်ကိုတာရင်ချစ်တာပါမောင့်ကိုပဲရှစ်ပါလေ။အိုးရင်ရင်ကိုတတ်သွားပါတော့မောင်ရဲ့ပြက်သားသွားပြီ။အပီးတိုင်းဆုံးရှုံးသွားပြီဟု သိလိုက်ရပြီ။စကားမဆိုတာတော့ပြီ။တတိလက်လွတ်လည်းဖြစ်ရပါပြီ။ရင်ချစ်တွင်မိတို့အမြကြအောင်ရက်နေမိသည်မသိ။တိတိခဏနာရုပ်ရှင်းပင်ထိုအိမ်ပေါ်မှဆင်းလာသည်။ရင်ကိုတန်သည်ပဲ့တင်ခတ်နေသည်။ ခန်းလေးဟေးဘယ်နဲ့လဲဘာတဲ့လဲဘယ်လိုအစီအချိန်ကတ်တယ်လဲဝင်းစေကအိမ်ရဲတို့မရောက်သေးတော့ကျွန်တော်ချီတို့အပြေးထွက်၍နေသည် အိမ်ပေါ်သို့ရောက်သောအခါခေးမြိုင်မြင့်ကြီးလွင်ညွန်းအပါလွင်နှင့်ကြည်ချွင်တို့ကဝါး၍နေကြသည်ခြေခြေဝဲဝဲမဖြေလို့တော့ရှင်သူ့အမေစကားကိုနားထောင်သွားပြီကွာဟေးကြည်ချွင်ကဟေးကနေအာမေနိဒံပြုသည် အလုံးမှာပဇာဟောင်းသားဖြစ်သွားကြသည်မျက်စိမျက်နှာပြတ်သွားကြသည်နိုင်နေကြသည်တယောက်ကိုတယောက်စကားတစ်လုံးမှမပြောမိကြအတန်ကြာသောကြည်ရှင်ကဟိုလိုလိုဒီလိုလို အိမ်ပေါ်မှဆင်းသွားသည်ထို့နောက်တယောက်ပြီးတယောက်အိမ်ပေါ်မှရှောင်သွားကြသည်အိယာပေါ်သို့သွားလဲ၍စိတ်သက်သာရာရှာမိသည်ရင်းထဲ၌မီးတောက်နေသည်ထင်၏မီးတန်းဖွင့်ဟလိုရေးထေးမြိုင်တို့လူစုကိုမျှော်မိသည်သို့တော်ညနေသည့်အထိပြန်မလာကြသည် နှစ်ပါးတော်တော့ကမူလက်ခုပ်လက်ဝါးတီးပြီးဝိုင်း၍အပေးခဲ့ကြသည်တို့ရတွင် အလွမ်းခံအပူတိုက်ခန်းကြတော်မူကျွန်တော်တယောက်ထဲရဲ့ဟုတ်ကဲ့ပါခင်ဗျာစာရေးသူဆရာကြီးငိမ့်ကျော်ရေးသားတော်တယောက်ထဲလို့အမည်ရတဲ့ဝတ္ထုတော်လေးကိုထကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါလေခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြစ်ပေးခဲ့ကြတဲ့ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ဒီနောက်ထပ်ဝိထုတော်လေးတွေမှာပြန်လည်ဆောင်တွေ့ကြပါမယ်ခင်ဗျာ ညီကောင်မောင်နှမများအားလုံးကိုစိတ်နှပါချွင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ